္ဂလာမနက်ခင်းပါရှင်2025ခုနှစ်အောက်တိုဘာလ16ရက်နေ့ Radio NUG မနက်ခင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမော်ပါကျွန်မအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့မြန်မာနိုင်ငံရဲ့ရှစ်တောင်အာရှဒေသတွင်ငွေကြေးလိမ်လည်မှုအနေများကင်းရှင်းစေရန် UK နဲ့ American ပြည်ထောင်စုတို့မှပူးတွဲရေးယူတဲ့သတင်းဖြစ်ပါတယ်လူကဘူးခံရသောအလုသမားများကိုညှဉ်းပန်းနှိပ်စက်နေသည့်ငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင်ပါဝင်နေသော တာလင်ပေါင်းဘီလီယံပေါင်းများစွာတန်သည့်ကမ္ဘာလုံးဆိုင်ရာကွန်ရက်တစ်ခုအား UK နှင့် American ပြည်ထောင်စုတို့ကပူးတွဲပိတ်ဆို့ရေးယူလိုက်သောဗြိတိန်မြန်မာတန်ယုံမှသတင်းထုတ်ပြန်ပါသည်။ဆိုပါကွန်ရက်ဟာကမ္ဘောဒီးယားခြေဆိုင် Prince Group နဲ့ဆက်စပ်မှုရှိပြီးမြန်မာနိုင်ငံကမ္ဘောဒီးယားနဲ့ရှေ့တောင်အာရှဒေသများမှာစိုက်ဘာဆိုင်ရာလိညာမှုများကိုလည်းပတ်နေကြောင်း American ဘဏ္ဍာရေးဌာနကထုတ်ပြန်ကြေညာထားပါတယ်။ရှေ့တောင်အာရှအခြေဆိုင်ငွေကြေးလိမ်လည်မှုလုပ်ငန်းများဟာ ကမ္ဘာတဝန်းမှပြစ်မှတ်ထားခံရသူများကိုကြဲကြဲပြက်ပြက်နီးစနစ်ကျကျလိန်ညာလှည့်ပြားလျက်ရှိပြီး2023ခုနှစ်အတွင်းအရှေ့အာရှနှင့်အရှေ့တောင်အာရှဒေသတခုထဲမှာပဲစိုက်ဘာဆိုင်ရာလိန်လည်မှုများကြောင့်ခံမှန်ချေအမေရိကန်ဒေါ်လာ38တန်းဆုံးရှုံးခဲ့ရကထို့ကဲ့သို့ဒေသဖွဲ့မှအစားဖြစ်သောလိန်လည်မှုများသည်ကမ္ဘာတဝန်းပုံမူကြီးမှသောဆုံးရှုံးမှုများစွာကိုဖြစ်ပေါ်နေစေကြောင်း UK နှင့်အမေရိကန်ဆွေရများကထောက်ပြထားပါသည်။ဒါကြောင့်အဆိုပါငွေကြေးလိန်လည်မှုကွန်ရက်ကြောင့် ကြီးထွားလာတဲ့နိုင်ငံပြည်ကျော်ချိန်ချောင်းမှုများကိုတိုက်ဖြတ်ရတဲ့လူခွင့်ရင်းများကိုကာကွယ်ရန် UK က American ပြည်ထောင်စုနဲ့ပူးပေါင်းပြီးရေးယူပိတ်ဆို့မှုများကိုကျင်ညာလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ယခုကဲ့သို့ရေးယူပိတ်ဆို့မှုများကြောင့်ဤကူရဲ့လုပ်ငန်းများကိုဖော်ထုတ်တာစီးနှံမည်ဖြစ်ပြီး UK နှင့်ရှေ့တောင်အာရှဒေသတွင်နိုင်ငံသားများအားငွေကြေးလိမ်လည်မှုများကြောင့်ဖြစ်ပေါ်လာမည်ထိခိုက်ဆုံးရှုံးမှုအန္တရာယ်များမှကာကွယ်ပေးကကူညီနိုင်မယ်လို့သိရပါတယ်။ UK နိုင်ငံဆိုင်ဝန်ကြီး Stephen Dawty ကထိုအရေးယူမှုများနဲ့ပတ်သက်၍ငွေစည်းလည်လည်မှုလုပ်ငန်းများဟာစနစ်တကျလှည့်ပြမှုတွေလုံဆောင်တဲ့၎င်းတို့ရဲ့ခွင့်ရဌာနချုပ်များမှထိခိုက်လွယ်တဲ့ပြစ်မှတ်ထားခံရလွယ်တဲ့သူတွေကိုထောင်ချောင်းစင်ထိန်းချုပ်ထားတဲ့ပြင် UK နိုင်ငံသားများထံကသူတို့ခက်ခက်ခဲခဲရှာဖွေထားတဲ့ငွေကြေးတွေကိုတင်လဲရယူနေပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ပြည့်ပြည့်တတ်တတ်အေးအေးယူဆောင်ရွက်နေပါတယ်။၎င်းငွေလိမ်လည်မှုလုပ်ငန်းတွေဟာနိုင်ငံနဲ့နိမိတ်ကိုလှည့်လည်ရှုပြီးလက်ပတ်နေကြတာဖြစ်ပါတယ်။ ဒါဟာလူခွေရေးစီးပွားရေးတိုးတက်မှုနဲ့ရိုးသားလုံခြုံမှုကိုတန်းတူချိန်ချောင်းနေတဲ့တရားမဝင်ငွေစည်းစင်းမနေမှုတွေဖြစ်တာကြောင့်စူပေါင်းကြီးနိုင်လုံဆောင်မှုများနဲ့အတူဟန်တားရမဲ့နိုင်ငံပြည်ချော်ချိန်ချောင်းမှုတစ်ခုဖြစ်ပါတယ်။ UK နိုင်ငံသားများနဲ့ UK ဗန်နာရေးစနစ်ခိုင်မာမှုကိုကာကွယ်ဖို့ကျွန်တော်တို့ပြည်ပြသက်သက်ရေးယူဆောင်ရွက်ထားပါတယ်။ဒီဒေသတွေမှာတရားမဝင်ငွေစည်းကြောင့်ဖြစ်ပေါ်လာတဲ့အနေအများကိုသတိပြုမိပါတယ်။နိုင်ငံမှုလုပ်ငန်းများနဲ့၎င်းတို့လည်းပတ်နေတဲ့ကိုယ်ရည်များကိုထိန်းချုပ်ဖို့အတွက် ဒေတာရင်းချိုးပန်းအာထုံမှုများကို UK အစိုးရအနေနဲ့ပမိုးကူညီကရှစ်တောင်အာရှနိုင်ငံများနဲ့ပူးပေါင်းလှုပ်ဆောင်သွားဖို့တနိုင်ထံချထားပါတယ်လို့ပြောကြားထားပါတယ်ရှင်။နောက်ထပ်တင်ပြမယ့်သတင်းကတော့အိန္ဒိယဘက်ထွက်ပြေးသွားတဲ့စစ်တုံးမှန်များကိုအိန္ဒိယစစ်တပ်ကရဟတ်ရင်ဖြင့်စစ်ကောင်စီထံလွှဲပြောင်းတဲ့သတင်းဖြစ်ပါတယ်။မီဇိုရန်ပြည်နယ်ဘက်ကိုထွက်ပြေးသွားပြီးဂျမိုင်းခိုင်စိုက်ခမိုင်ကျေးရွာတွင်ခိုလုံနေတဲ့စစ်တုံးမှန်20ကျော်ကို ်အသံရိုင်ဖယ်တပ်ဖွဲ့ကအော်တိုဘားလ15ရက်နေ့မနေ့ပိုင်းမှာရဟတ်ရင်နဲ့မိုးရီမျိုးတို့ပို့ဆောင်ခဲ့ကမိုးရီတမှုနယ်ဇက်ကတစင်းစစ်ကောင်စီတန်လွှဲပြောင်းပေးခဲ့ကြောင်းဒေသသတင်းတွေအရသိရပါတယ်။ဖလန်းမျိုးတင်တပ်ဖွဲ့တွင် CNDF ကစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ရဲတပ်ဖွဲ့ဝင်ချုပ်ပါဝင်စစ်သုံးမင်းများကိုချင်းပြည်နယ်ရှိ Camp Riley တွင်ထိန်းသိမ်းထားခဲ့တော့လဲ2025ခုနှစ်ဇူလိုင်လဆန်းပိုင်းမှာ CNDF နဲ့ CDF ခွန်လန်တပ်ဖွဲ့များကြားတိုက်ပွဲဖြစ်ပွားပြီးနောက် Camp Riley အချင်းမျိုးသားတက်မတော့ CN နေနဲ့ပူပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့စဉ်ဆိုပါစစ်သုံးမှန်းများမီဇိုရန်ပြည်နယ်ဘက်ကိုထွက်ပြေးခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတို့သည်မြန်မာတရုတ်နှင့်ချိတ်ဆက်ပြီးအိန္ဒိယစစ်တပ်ထံမှအကူအညီရယူကပြန်လည်ထောက်ယူခံရခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တက်တီဆောင်၏လုပ်ငန်းရှင်များတွင်ခေါင်းဆောင်မှုရေးပါမှုကိုဆွေးနွေးမဲ့နောက်မြောက်လွင်မြင်သောဒေါ်လာစကဝိုင်းပြုလုပ်မဲ့သတင်းပဲဖြစ်ပါတယ်။ဒေါ်လာရေးချက်တဲ့ကာလမှာတက်တီဆောင်၏လုပ်ငန်းရှင်များတွင်ခေါင်းဆောင်မှုရေးပါမှုကို ထူးခြားချက်ဖြင့်ဆွေးနွေးရန်နောက်မြောက်လွင်ပြည်သောဒေါ်လာစကဝိုင်းအစီအစဉ်ကိုအော်တိုဘလ19ရက်မြန်မာစံတော်ချိန်ည9နာရီမှာ OFP Fundraiser Page မီဒီယာများ Campaign Page နဲ့ထိုင်ရင် Page များမှာ Direct Live လင့်ကျင်းပမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။ပါဝင်ဆွေးနွေးသူများတွင်ပြည်သူ့လွတ်လပ်ရေးတပ်တော် PIO PIA ဗန်နာရေးဌာနဒုတိယတာဝန်ခံ Mary Faye တနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးတပ်တော် DPLF DBLA ဥက္ကဋ္ဌကိုအောင်ငယ် ဗမာပြည်သူ့လူမျိုးရေးတပ်တော် BBLA ကိုကဲရဲမှုကိုဆောင်ခနဲ့ UR အမှတ်63 Trine View ဟာဤ View ဟာမှုကိုဝေမှုကျော်တို့ပါဝင်တယ်လို့သိရပါတယ်ရှင်။ဆလတ်တင်ပြပေးဦးမယ့်တဲ့ရင်ကတော့မိုကုတ်ဗျူဟာနဲ့ရွှေဘုံခရိုင်တရဲ23တို့မှတသားတင်များခရယူတဲ့တရင်မဲ့ဖြစ်ပါတယ်။မိုကုတ်ဗျူဟာမှာဖရဒီမိုကရေစီပြည်တော်စုတည်ဆောက်ရေးအတွက်ပြည်သူများ၏ပူးပေါင်းပါဝင်မှုကိုလိုအပ်နေပြီးတလင်းအောင်မြင်ရန်ဒုတိယကနှစ်တွဲရှောင်းလန်းကြရန်တသားတင်များခေါ်ယူနေကြောင်း အော်တိုဘလာ၁၄ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဘိုဘိုဗျူဟာဒီမြို့သားညညွေအစိုးရ Energy ကာကွယ်ဥညီဌာန MOD လက်အောက်ရှိတရားဝင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်ခိုင်မာသောခံယူချက်နဲ့ဂရီးသစ္စာပြုထားသည့်အေပေါ်များဖြင့်ဖွဲ့စည်းထားသည့်တော်လင်းတပ်ဖွဲ့တစ်ခုဖြစ်တယ်လို့ဖော်ပြထားပါတယ်။ Federal Democracy ပန်းနိုင်သို့အမြန်ဆုံးရောက်ရှိနိုင်ရန်တော်လင်းရန်တရားကိုတောင်းအားပေးမိရဲဘော်များလိုအပ်နေတယ်လို့အသိပေးထားပါတယ်။ ထို့အတူရွှေဘုံခရိုင်တိုင်ရင်း23မှာလည်းသက်ဆက်ရှင်နှစ်အထက်နဲ့ခြေကန်စစ်တင်နှန်းကိုပြီးမြောက်အောင်တရောက်နိုင်သည့်ရဲဘော်တပ်များခေါ်ယူနေကြောင်းတင်ထုတ်ပြန်ထားပါတယ်။တင်နှန်းပြီးဆုံးမှာကရဲဘော်တပ်များသည့်တိုက်ခိုက်ရေးတပ်ခွဲများ၊လေယုံတပ်များ၊လက်နက်ကြီးတပ်ဖွဲ့၊ဒရုန်းတပ်ဖွဲ့၊ဖောက်ခွဲရေးတပ်ဖွဲ့၊ဌာနဆိုင်ရာရုံးများတော်လင်းတပ်ဖွဲ့၊ထားပို့တပ်ဖွဲ့စသည်တို့တွင်တာဝန်ထမ်းဆောင်ရမယ်လို့ဖော်ပြထားပါတယ်။ရဲဘော်တပ်များသည့်ပြည့်ထားသည့်တာဝန်များကိုခြေပွန်စွာထမ်းဆောင်နိုင်ရမယ်လို့အသိပေးထားပါတယ်ရှင်။ နောက်ဆုံးတင်ပြမယ့်သတင်းကတော့စကိုင်းနှင့်ညောင်မြို့နယ်များတွင်စစ်မှုထမ်းတပ်သားများအလင်းဝင်ရောက်တဲ့သတင်းပဲဖြစ်ပါတယ်။စကိုင်းမြို့နယ်ရှိတပ်မ33မှစစ်မှုထမ်းတပ်သားတအူးဟာအော်တိုဘားလ10ရက်နေ့မှာ Wallet Information Network အဖွဲ့ထံဆက်သွယ်ခဲ့ပြီး Unicorn ပျောက်ကြားတပ်ဖွဲ့ UGFE အကူအညီနဲ့အလင်းဝင်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်။ဆိုပါတပ်သားအားရွှေဘို District Battalion 23တွင်ခေတ္တထိန်သိမ်းထားပြီး အော်တိုဘားလ23ရက်နေ့မှာသက်ဆိုင်ရာရဲကြီးပြည်သူ့ကာကွယ်ရေးဖွဲ့ဘကဖားနဲ့မိသားစုထံလွှဲပြောင်းအပ်နှံခဲ့တယ်လို့သိရပါဗျ။ထိုတသားသည်2025ခုနှစ်ဖေဖော်ဝါရီလကမိသားစုခတ်ခဲကြောင့်မန္တလေးမြို့သို့လုလုံရန်သွားရောက်ခဲ့စဉ်စကောင်စီလက်အောက်ခံပြည်သူစစ်များကဖမ်းဆီးခဲ့ပြီးတောင်နီကြီးမြို့တွင်စစ်တပ်နှံပို့ခံခဲ့ရတယ်လို့ဖော်ပြထားပါဗျ။ တနင်္ဆင်မီ9လခန့်ကြာတက်မ3လုံးတို့ပြန်လည်ပို့ဆောင်ခဲ့ရပြီးနောက်ပတ်အကြမှာ wallet information နဲ့ network နဲ့ချိတ်ဆက်ခါအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။လားတူမန္တလေးတိုင်းညောင်မြို့နယ်မှာလည်းစကောင်းစီကပေါ်တာဆွဲဖမ်းဆီးထားတဲ့စစ်မှုထမ်းတပ်သားတဦးအော်တိုဘလ15ရက်နေ့မှာ Garuda Secret Force နဲ့လက်နက်မပါဘဲအလင်းဝင်ရောက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။စကောင်းစီဟာမြို့ပေါ်မှာလူကြီးလူငယ်ကြားမမရွေးတင်းအာရမပေါ်တာဆွဲဖမ်းဆီးမှုများပြုလုပ်နေတာကြောင့် ီသူများအနေနဲ့သတိထားသွားလိုက်ရတဲ့စကောင်းစီတက်ဖွဲ့များရဲ့ပျော်ပွဲရွှင်ပွဲများကိုရှောင်ရှားရဲ့တော်လင်းဖွဲ့များကအသတိပေးထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ Casual ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။